အခုခေတ်မှာတော့ចောင်းသူចောင်းသားအရွယ်လူငယ်လေးတွေကနေအသက်80 80အထိလူတွေမှာဒီမရှိမဖြစ်သုံးနေတဲ့ပစ္စည်းကဘာလဲလို့မေးလို့ရှိရင်တော့ဒီလက်ကင်ဖုန်းလို့ဖြေရမှာပါလက်ကင်ဖုန်းကိုအဓိကအားဖြင့်တော့ချစ်ခင်သူတွေပြီးတော့မိတ်ဆွေတငယ်ချင်းမိသားစုဝင်တွေနဲ့ဆက်သွယ်ဖို့တင်မဟုတ်ဘဲနဲ့ဒီအလုပ်လုပ်တဲ့နေရာတွေပြီးတော့လုပ်ငန်းတွေမှာပါအသုံးပြုလာကြပါတယ်စီးပွားရေးနိုင်ငံရေးနဲ့ရုံးသုံးလုပ်ငန်းတွေမှာအင်တာနက်ဆက်သွယ်မှုနောက်ပြီးတော့စာတူပေးပို့မှု ှုတွေကနေအဲ့ဒီလုပ်ငန်းတွေအတွက်ပေါ့နော်မရှိမဖြစ်ဖြစ်လာနေတာပါအဲ့လိုမျိုးတုံးတဲ့နေရာမှာတော့နေရာနဲ့ဒီအာမိတ်ဆွေအပေါင်းအသင်းတွေကိုလိုက်ပြီးတော့ application အမျိုးမျိုးကိုတုံးကြပါတယ်။ Messenger ရှိတယ်ပြီးတော့ Viber, WeChat, WhatsApp line telegram signal ဆိုပြီးတော့အမျိုးမျိုးသုံးကြပါတယ်တချို့ကရုပ်ပုံတွေ file တွေပို့ရတာလွယ်လို့တချို့ကတော့ file အကြီးကြီးတွေပို့လို့ရလို့တချို့ကတော့ဒီဆက်သွယ်မှုပိုင်းမှာဒီလုံခြုံလို့စသဖြင့်ရွေးချယ်မှုတွေကတော့မတူကြပါဘူးအဲ့ဒီကောင်းကျိုးတွေစုပေါင်းထားတဲ့ application အသစ်တစ်ခု ပေါ်လာတော့မယ်လို့ဆိုပါတယ်ဒါကတော့ x chat လို့ခေါ်ပါတယ်ဆိုတော့ဟုတ်ပါတယ်အကဘာအချမ်းသာဆုံးဟိုတထေးကြီးပေါ့နော်တထေးကြီး Elon Musk ရဲ့ကုမ္ပဏီကပါ ဲ့တော့သူ့ရဲ့ X check ကဖုန်းနံပါတ်မလိုပဲနဲ့သုံးနိုင်မယ်နောက်ပြီးတော့သူများတွေထက်ညံ့မယ်လုံခြုံမှုရှိမယ်ရုပ်ပုံတွေကိုလည်းသုံးနိုင်မယ်ပြီးလို့ရှိရင်ဒီအသံတွေဗီဒီယိုကလစ်တွေဒီဟာတွေကို အကန့်အသတ်မရှိပေးပို့လို့ရတယ်လို့လက်ခံနိုင်မယ်လို့လည်းဆိုပါတယ်ရှင်